ဲ့ဒီအမျိုးဘာသာသာသနာဆိုတဲ့ဒီအဖွဲ့အစည်းအမျိုးသမားတွေမဘာသာဆိုတဲ့ဒီဆရာတော်တွေပေါ့ဗျာသူတို့ရတဲ့ဒီအမျိုးဘာသာသာသနာဒီသာသနာရရှိတည်တံ့ဖို့အတွက်ဒီအဖွဲ့အစည်းကိုသူတို့ကတော့ဖွဲ့တယ်ပေါ့ဗျာဒါနဲ့မြို့တော်တို့မြင်တာကတော့မယောင်ရာစီလူတဲ့ပုံစံမျိုးပဲမြို့တော်တို့ဒီလိုမြင်တယ်တရဏာရေးဆိုတာကိုဒီလိုတို့ကစမ်းစစ်ရမယ့်ဘိုင်းပေါ့မှန်ပါတကယ်သုံးငါးစီးကျင်တာလားပေါ့နော်။ခံပြ မြူဝါဒတရနာစောင့်ရှောက်ရေးရေးဆိုတဲ့ကောင်းကြီးတက်လိုက်ရင်တော့လူတွေတဲကြည်ကြိုက်တာပဲဆိုတဲ့ကောင်းကြီးနဲ့လှုပ်ရှားတာလားပေါ့မှန်ပါတကယ်ဆုံးကားစီခြင်းနဲ့ဟေးဆိုရင်တော့ခုနကပြုတ်ကလေးဟာတွေကိုစမ်းစစ်ရမှာလေမိတ်ဆွေများအားလုံးတော်လန်တော်နေသည့်ပါစေတော်မင်းတို့ညနဲ့မှတ်သားဖွယ်ရာဓမ္မတာကိစ္စအစီအစဉ်ကနေပြန်လဲကြူစုလိုက်ပါတယ်ဦးဇနုဒီတစ်ပတ်မှာတော့ဗုဒ္ဓသာသနာစိတံတေထတုဆိုရဝဲဆိုတဲ့ခေါင်းစဉ်နဲ့နှုတ်ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ခန္ဓာပွဲတွေရှိတိုင်းရှိတိုင်းမှာ ဗုဒ္ဓသာသနာသိတံတိဋ္ဌတုဗုဒ္ဓသာသနာအရှိခန့်၍တည်ရမှာစီဆိုပြီးတော့မှသုတောင်းခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဦးဇင်းတို့ရဲ့သာသနာဟာအရှိခန့်၍တည်ရမှာစီလို့ဆိုနေကြပေမဲ့မြမပြည်မှာအရှိခန့်တည်တံ့ဖို့အတွက်သာသနာတကယ်ထွန်းကားတာဟုတ်ရဲ့လားဆိုတာနဲ့ပတ်သက်ပြီးတော့မှဆေရမေတ္တညဗုဒ္ဓတက္ကသိုလ်ဆေရဥက္ကဋိတသာရမော်ဘီတို့နဲ့အတူဆွေးနွေးထားတဲ့ဆွေးနွေးချက်အပိုင်းတစ်ကို လေ့လာကြရမှာပဲဖြစ်ပါတယ်။ဟုတ်ဆရာတော်မင်္ဂလာပါဗျာ။အမှန်ကန်ဟုတ်တယ်ပါဗျာ။ဘုရားဘာသာရည်ရဲ့တော်တော်များများဘာသာရေးပွဲတွေမှာပေါ့ဗျာ။အဲ့ဒီအခမ်းအနားဆုံးလို့ရှင်တော်တော်များများရွတ်နေတဲ့စကားရှိတယ်ဗျာ။ဘုဒ္ဓသာသနာစိတံတိတ်တတ်သူဆိုရယ်ဒီစကားပေါ့ဗျာ။ဒီစကားကတော့ဘုရားတော့ဆရာတော်တို့တပည့်တော်တို့လည်းသိကြပဲသူတို့ဒီတာဖေဟာပေါ့သာသနာဆိုတာဆုံးမစိတံဂျာမေဆာတိတ် တတ်သူတည်ပါစီပေါ့အဓိကတော့ဒီလိုဒီဖေဟာရဲ့ သာသနာယရှိတည်တံ့မှုပြောတဲ့ဒီစကားပဲဒါပေမဲ့ခုလက်ရှိတပည့်တို့ခုဖြစ်နေတဲ့ဒီလိုသာသနာပေါ့ဗျာဒါဒီလိုနိုင်ငံပေါ့အဲ့ဒီအမျိုးဘာသာသာသနာဆိုတဲ့ဒီအဖွဲ့အစည်းအမျိုးသမားတွေမဘာသာဆိုတဲ့ဒီဆရာတော်တွေပေါ့ဗျာသူတို့ရတဲ့ဒီအမျိုးဘာသာသာသနာဒီသာသနာယေရှိတည်တံ့ဖို့အတွက်ဒီအဖွဲ့အစည်းကိုသူတို့ကတော့ဖွဲ့တယ်ပေါ့ ဒါနဲ့မျိုးတို့မြင်တာကတော့မယောင်ရာစီလူတဲ့ပုံစံမျိုးပဲမျိုးတို့ကဒီလိုမြင်တယ်။ဘာဖြစ်လို့ဆိုတော့မျိုးတို့ဒီရဲ့သာသနာဆိုတာအဓိကအဆုံးမဖြစ်ပြ။အဆုံးမဆိုဘလို့အဆုံးမဆိုဖရာရဲ့အဆုံးမ။ဖရာရဲ့အဆုံးမအရေကမျိုးတို့ဒီဂျင်းထဲမှာမတည်ပဲနဲ့မျိုးတို့သာသနာရရှိဘလို့မတည်နိုင်ဘူးပြ။အဲ့ဒီသာသနာဒီဘုရားမျိုးတို့ဒီဖရာရဲ့သာသနာထဲမှာရှိနေတဲ့ယဟန်သံဃာတော်ဒီ ပြောမစင်ဒါဘုရားဟောကတဲ့ဓမ္မဓမ္မဆိုတဲ့ရဲရင်တဲ့တရားပဲဗျာမှန်ပါအဲရဲရင်တဲ့တရားကိုသူတို့ကိုယ်တိုင်ကိုကရဲရင်မှုတွေပျောက်ပြီးတော့သူတို့အတ္တမကြောက်ရွံ့တဲ့တရားကြောက်ရွံ့နေကြတယ်ကြောက်ရွံ့နေပြီးတော့သူတို့ဒီဓမ္မကိုဓမ္မတိုင်မပြောရဘူးမဆိုရဘူးမလို့ရဘူးအတ္တမအနေနဲ့ကြောက်ရွံ့နေတော့သူတို့ဒီသံဃာကြီးကဘယ်လိုရရှိတည်တတ်မလို့ဗျာတကယ်တကယ်ဒီသံဃာရဲ့အစစ်မှန်ဆိုတဲ့ ီတရားတွေလည်းအာရုံပြောင်းနေတာသူတို့သာသနာမှာတော့ဆရာတို့လည်းသိပြီးသားပါပြီခင်ဗျာသူတို့သီလသာသနာတမာတိသာသနာပညာသာသနာအဲ့ဒီသာသနာ၃ရက်ယေရှုတည်တတ်မှုအတွက်ဘာတွေများလိုရမလဲဆိုတော့ပြည်သူပြည်သားတွေကိုအသိဉာဏ်တိုးပွားစေခြင်းလို့ပြီးတော့ဒီစကားလေးကိုဥတည်ပြီးတော့ပြောတာပါခင်ဗျာအဲ့တော့ဆရာတော်ပြည်သူပြည်သားတွေအတွက်အသိဉာဏ်တိုးပွားဖို့ပြန်လည်ပြီးတော့မိန့်ကြပေးပါခင်ဗျာမှန်ပါဗျာ အဲ့တော့အင်မတန်မှလည်းပဲအရေးကြီးတာပေါ့ဗျာပြီးရတော့အခန်းသားဒီမှာဗုဒ္ဓတာရဏံစိတံဒိဋ္ဌုဒါကြီးကတော့အမြဲတမ်းပြည့်စုံနေကြတော့ဘယ်ဟာကိုအရှိတည်တန်းစီကျင်တာလဲပေါ့နော်ဗုဒ္ဓတာရဏာအရှိတည်တန်းစီကျင်တယ်ဆိုပြီးတော့ပြောနေတော့တကယ်ကိုအခုဒီလိုလိုရဲ့အတိုင်းကြီးက ဗုဒ္ဓရဲ့အဆုံးမှာဗုဒ္ဓတာရဏတကယ်ထွန်းကားနေလို့လားဆိုတာကိုပရမအုဆုံးဆန့်စစ်ဖို့အရေးကြီးတာပေါ့မှန်ပါဘူးအဲ့တော့ဗုဒ္ဓရဲ့ခေါ်ထားတဲ့အဲမှာခြေခံအပြည့်ရေးဆိုရင်သီလသမာဓိပညာမှာမှန်ပါဘူးဒီလိုတော့သီလရေးဆိုရင်လည်းနှစ်ပိုင်းရှိတာပေါ့စာရိတ္တသီလဝါရိတ္တဝါရိတ္တသီလရေးဆိုတဲ့နှစ်ပိုင်းရှိတယ်နှစ်ပိုင်းမှာပြန်ကြည့်ပြန်တော့လည်းပဲစာရိတ္တသီလဆိုတဲ့တာရဏလည်းမထွန်းကားဘူးဝါရိတ္တသီလရေးဆိုတဲ့တာရဏလည်းမထွန်းကားဘူး တပည့်တော်တို့ဘုန်းကြီးတွေကဝါရိတတိလာဖြစ်တဲ့ယနေ့နေရာတိုင်းမှာနော်တိလာပေးဟေးဆိုပြီးတော့တိလာပေးတိလာယူလုပ်ကြတယ်မှန်ပါဗျာပြီးတော့ဘုန်းကြီးတွေကိုယ်တိုင်ကအာရိညာဒါနာဝိရမိတိတ်ကပရံတမာရိယာမိဆိုပြီးတော့သူတစ်ပါးဥစ္စာတွေကိုမခိုးယူဖို့ဆိုပြီးတော့သင်ပေးတာပဲမှန်ပါဗျာဒါမျိုးတပည့်တော်လူတိုင်းမြေမှာပြင်ပြီးတော့စဉ်းစားကြည့်လေရှင်များပါဇက်ကလာနော်သူတစ်ပါးမပေးတဲ့ဥစ္စာကိုမယူပါဘူးနော်စုံနေတာပဲသာရှိတာ ပြီးလိုတိုင်းမြေကခဏကအစားစိတ်မချပဲပျောက်နေတဲ့တိုင်းမြေဖြစ်နေတယ်။မှန်ပါဗျာ။ကိုကျင်တိခါအင်မတန်မှပြက်ပြားနေတယ်။မှန်ပါဗျာ။ပြီးလိုဘုံကြီးတွေကအပြောတရားလုံတရားဖြစ်နေတယ်။မှန်ပါဗျာ။တကယ်ရေးဆိုလို့ရှိရင်စဉ်းစားမှာငါတို့ရဲ့တိုင်းမြေကြီးဟာဘိုးတချိန်ကဒီခိုးချင်းနဲ့ပတ်သက်ပြီးတော့ကိုကျင်တိခါတွေကအင်မတန်မှမြင်မှကြတယ်လုံးဝမကြည့်လို့ရဘူးမှန်ပါဗျာအရင်တော့ရေးဆိုဒီပြီလို့လို့လဲဒါပတ်ဘူးလေကြားဘူးလေတော့သိနေရတာပဲရာဟုရာထိတ်မှာဇီရကြီးတွေရှိတယ် မှန်ပါဗျာဒီဈေးမှာပစ္စည်းတွေကြံနေကြလို့နေရ3ရက်မှလာပြန်ယူရင်လေဒီနေ့လေးမှတော့မှမရွေ့ဘူးဆိုတော့ကိုကျင်းတိတ်ကမြင်ပါတဲ့အမြင့်ကြီးမှန်ပါဗျာပြီးတော့တနည်းအားဖြင့်ပြောရင်အဲ့ဒီချိန်ကာလတွေကတော့တာဏာထုံးရတယ်လို့ပြောလို့ရတာပေါ့မှန်ပါဒီလိုမင်းတို့မင်းလက်ထက်ကာလဗျာဥကိုအင်္ဂါရအဖို့ဖြစ်မယ်နော်ဗျာဆောင်းပါးလေးတခုပြောလို့ဖတ်ဖို့တယ်လေအာအိန္ဒိယနိုင်ငံကနေဒီမှာကုံသွယ်လာတဲ့ခါမှာဈေးရမှာသူ့ရွှေတုံးကြီးမေ့ကြံခဲ့တဲ့ခါမှာပေါ့နော်အဲ့မှာလမ်းမှာ လမ်းတစ်ဝက်ကြာမှသူကအမှတ်ရတာပေါ့အမှတ်ရတဲ့ခါတော့ဟာငါဖြစ်လို့တော့မြေခဲ့ပြီပေါ့နော် ပြန်ဥမဖြစ်မယ်ဆိုတော့အမှသူတပည့်တော်နေရပေါ့အဲ့ဒီတပည့်တော်နေရလည်းမြမဟိုဝန်ထမ်းနေငားထားတာဟုတ်ဟိုအဲ့လိုငားထားတာဆိုတော့ဆရာကြီးပြန်ကြမှာပဲအေးဆေးဆေးယူပါပေါ့နော်အေးဆရာကြီးပြည်စီမပြောက်ပါဘူးဟောမယုံဘူးပေါ့ဗျာမယုံဘူးအဲ့မှာအေးလေးခုနေမှာလက်ယူတယ်တခြားသူတော့ဘာသွားပြီပေါ့ဒါပေမဲ့သူခီးဒီကုံကူကုံပြန်လာတဲ့ခါကျမှအဲ့ဒီတယောက်ကိုပြန်လာတဲ့ခါမှာ ူ့ရဲ့ပြည်သူဟာနေရာမရွေးပေါ့နော်ပဂရီတိုင်းပြန်ပြီးတော့ပြန်တွေ့လာတယ်ဆိုတော့အကြောင်းအရာလည်းဒီလိုမင်းသုံးမင်းလက်ထက်ကကြားဘူးတဲ့တာကလည်းရှိတယ်ပေါ့စောစောတရားတော်မင်းနဲ့သီလသာသနာဘွားချင်းတော်ထွန်းကားတဲ့တာလေးကိုဒါကြီးတစ်ချက်ထောက်တာပါဗျာမမမမဗျာတာရဏာရေးဆိုတာကိုတပည့်တော်တို့ကစမ်းစစ်ရမယ့်ဘိုင်းပေါ့မမတကယ်ထွန်းကားစေချင်တာလားပေါ့နော်ခံပြမြို့ဝါဒတာရဏာစောင့်ရှောက်ရေးရေးဆိုတဲ့ကောင်းကြီးတက်လိုက်ရင်တော့လူတွေတဲကြီးကြိုက်တာပဲဆိုတဲ့ကောင်းကြီးနဲ့လှုပ်ရှားတာလားပေါ့ မှန်ပါတကယ်ဆုံးကားစီခြင်းနဲ့ဟေးဆိုရင်တော့ခုနကပြောခဲ့တဲ့ဟာတွေကိုဆက်စီရမှာလေတစ်ချိန်လုံးကတော့ဒီလိုကိုကျင့်တိတ်ကလေးမြင်မှပြီးတော့အခုဘာကြောင့်ဒီလိုမျိုးနေပါသွားရတာလဲဒါကိုတိတိကျကျဆက်စစ်အဖြေရှာဖို့လိုလာပေါ့မှန်ပါဗျာအခုတပည့်တော်ဘုန်းကြီးတွေကိုယ်တိုင်ကကိုမြုံနဲ့တီလာတွေကိုလူတွေကိုစုပင်နေကြတာပဲမှန်ပါဒါဒီနေ့မှာဘာဖြစ်လို့ပြောတာလဲဟေးဆိုတဲ့အခါကျတော့အရိညာဒနာဝိရမိတိတ်ကပဲတမာရိယာမိဟေးဆိုတာဒီလိုလိုဗုဒ္ဓကလည်းပြောတာပြီးတာလေ မှန်ပါအဲဥဆုံးကိစ္စတိပုံဘောဆိုတာရှေ့ဆောင်ငါလာဖြောင်းဖြောင်းသွားကနောင်နာတတိုင်ဖြောင်းဖြောင်းလိုက်ရှေ့ဆောင်ငါလာကောက်ကောက်သွားကနောင်နာတတိုင်ကောက်ကောက်လိုက်ဆိုတာဒါအင်မတန်ရေးကြီးလို့ပြောထားတာပဲမှန်ပါဗျာဒါဖြစ်လို့လေဆိုတော့ဗုဒ္ဓအချိန်ခါတွေကရေးဆိုတာတဥ္စံမိုင်းအာနာရှင်ဘယင်နေအုပ်ချုပ်တဲ့ကာလတွေပဲဟုတ်တယ်ဗျာဒါကြောင့်မလို့အဲ့ဒီဘယင်နေရဲ့နော်ကောင်းကျိုးဆိုးကျိုးတွေကပြည်သူပေါ်မှာအများကြီးတက်ရောက်မှုရှိတယ်။မှန်ပါ။ဒါကြောင့်တမ်းမီကိုအုပ်ချုပ်မယ်ဟေးဆိုရင်အဲ့ဒီအုပ်ချုပ်တဲ့မင်းဟာ မင်းညင်တရား၁၀ပါးနဲ့အညီအုပ်ချုပ်ရမယ်ဆိုတာကတော့လေဆိုသူ့ကိုဖြောက်နေအောင်လို့တင်ပေးတာမှန်ပါဗျာသူရဲ့ကိုယ်ကပြီးခဲ့တဲ့တီလာတွေတမာရီတွေပညာတွေရမန်နိုင်ပြည့်နေမှဒီပြည်လူပြည်သားတွေကလည်းကိုယ်ကပြီးခဲ့တဲ့တီလာတွေတမာရီတွေပညာတွေအများကြီးကောင်းလာမှာဟုတ်မှန်ပါဗျာဒါတော့ဒီဟာကိုကြည့်ခြင်းအဖြစ်ဒီပြည်လူတို့ယနေ့ကာလမှာနော်မြတ်စွာဘုရားကဒါကိုအရေးကြီးလို့တောင်မှပဲအုပ်ချုပ်တဲ့လူတွေကိုနော်ကနေပြီးခဲ့တဲ့ဘယင်းကြီးဆိုရင်အောက်ရောဒနာတိုင်းလူပြည်သားများရဲ့ နော်လူစနဲ့လူစနဲ့လည်းစက်ကြည့်ရဘူးကြီးဆိုတာလူစနဲ့တခြားခေါ်ထားတာပဲဟုတ်တယ်မှန်ပါပဲအဲ့တော့ယနေ့တပည့်တော်တို့ဘုန်းကြီးတွေကနော်ယနေ့ကြည့်ကြည့်လိုက်လေတပည့်တော်တို့တိုင်းပြည်မှာ1962ခုနှစ်တည်းကဆရာနာရှင်တွေနော်နေဝင်းကနေပြီးတော့မှန်ပါဒါအာနာကိုမတရားခိုးယူလိုက်တယ်ဒါကဒူဘိုင်နဲ့အာနာမဟုတ်ဘူးလေဗျာမှန်ပါဒါကပြည်သူပြည်သားတွေပိုင်နေချုပ်ချာအာနာအာနာပဲဒါကိုမတရားခိုးယူလိုက်တယ်ကြီးဆိုတဲ့ကွာဒါအဲ့ဒီနာတန်တန်ကျွလို့နာပဲမှန်ပါဗျာဒါကမလောက်ရဘူးလေမှန်ပါသူဒီ တိုင်းပြည်ပြည်သားများရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်စောင့်ရှောက်ဖို့ဟေးဆိုရင်ကာကွယ်စောင့်ရှောက်ခြင်းအလုပ်ကိုပဲလုပ်ရမှာဒါပဲလေဒီလုပ်ပဲရှိတာအဲ့တော့သူကအချုပ်ချာအာဏာကိုခိုးယူလိုက်တယ်ပြီးတဲ့ခါကျတော့တပည့်တော်တို့တိုင်းပြည်ပြည်သားများရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်စောင့်ရှောက်ပေးရမယ့်စစ်တပ်ကိုကပိုက်ဆောင်တယ်လုပ်လိုက်တယ်လုပ်လိုက်တာဒါကတနည်းအားဖြင့်ပြောရင်စစ်တပ်ကိုကိုယ်ဝန်စစ်တပ်လုပ်လိုက်တယ်ဟေးဆိုတာပြည်သူပိုင်နဲ့စစ်တပ်ကိုခိုးယူလိုက်တာခိုးယူလိုက်တာပဲမှန်ပါဗျာအဲ့တော့သူကဒီနှစ်ချက်နဲ့ဘာလုပ်တာလဲဟေးဆိုတော့တပည့်တော်တို့တိုင်းပြည်ပြည်သားများရဲ့ပိုင်နဲ့ ဟန်းနာတွေတင်ရဇာတတွေကိုစင်းမရှိအင်းမရှိကိုခိုးလာတာပဲမှန်ပါဒါကြောင့်မလို့တပည့်တော်တို့အခုကဲအင်းနေဝင်းတို့နော်ယနေ့ဘာလုံးလုံးလဲဟုတ်လားကိုခိုးထားတဲ့ပတ်စံနေနဲ့ချမ်းသာနေတာချမ်းသာနေပါအဲ့ရနေပြီးတော့ဆက်ခိုးတဲ့အခါမှာတွေ့ကြည်လေးရှင်မြတ်တန်းရွှေတို့နော်ဒိန်းစိန်တို့ခင်ညုံတို့အကုန်လုံးအခုတို့မြေးတွေရောဘာလုံးလုံးလဲဘာမှမလုံးလုံးဘူးခိုးထားတဲ့ဟာလေဘာမှမလုပ်တဲ့ပြင်ထိုင်ဖြုံးတာ ဆိုလို့ချင်းတရက်တရက်ဖြုံးတာကတပည့်တော်တို့တန်းပြီတဝက်သာလောက်ရှိတယ်သူတို့တရက်ဖြုံးတဲ့ဟာကပညာရေးစာသင်ကျောင်းတနစ်သာလောက်ကုန်ကြသေးတယ်တော့ရှိနေတယ်လို့တပည့်တော်တို့မှတ်သားဘူးတယ်လေတော့ဗျာမှန်ပါဒီနေရာမှာလေးလေးနက်နက်စဉ်းစားဖို့ပြုတ်ပြတာပေါ့မှန်ပါတပည့်တော်တို့ဘုန်းကြီးတွေကစံပြဖြစ်ရမှာလေးဗျာမှန်ပါအဲ့တော့သူတို့ဒီခိုးထားတာတွေကဘာဖြစ်တယ်လေကြီးဆိုတော့ဒါဟာမစ္ဆာစီဝါမမဗျာမြတ်စွာဘုရားကမက္ကင်ရှိပါးထဲမှာရေးဆိုရင်တမအာဇီဝပြရမယ်လို့ပြောတာဟုတ်ဗျာဟုတ်တယ်တမအာဇီဝရေးဆိုတာ ကိုယ့်ရဲ့လုံကကိုယ့်ရဲ့ဝရိယကိုယ့်ရဲ့ဉာဏ်ပညာတွေနဲ့အားဆိုင်ပြီးတော့ကြိုးစားရှာဖွေထားတဲ့အရာသူများကိုလုံကမထိခိုက်တဲ့အရာဓမ္မရလတ်တာပေါ့ဗျာဒါပေါ့ကိုယ်လည်းကျိုးရှိသူများလည်းကျိုးရှိတဲ့ဥစ္စာကိုပဲတမန်အာဇီဝအားဖြင့်ထည့်ထားတာလေဗျာမှန်ပါဗျာအခုကကိုယ်ယူထားတဲ့ဥစ္စာတွေဒီမိစ္ဆာဇီဝရည်ဆိုတော့ဒါဗုဒ္ဓရဲ့တာရဏဗုဒ္ဓအဆုံးကမဟုတ်တော့ဟုတ်တော့လက်စင်ရလဲလွဲချော်နေလွဲချော်နေမှာပါခိုးယူထားတဲ့ဥစ္စာတွေဟိဆိုတာဘုန်းကြီးကအပြည့်ရမှာမဟုတ်ဘူးမှန်ပါဒီလက်စင်ရမှားနေတယ်လို့ဆုံးမကြရမှာမှန်ပါဒီလိုတော့ဘုရားရဲ့အဆုံးအမတွေနေတယ်ဒါလုံးဝ လက်ချော်နေပြီအခုဒီဥစ္စာကို မဆုံးမတဲ့အပြင်သူတို့ဇီယံနေပြီးတော့ကြောင်ကြီးတွေလက်ခံတယ်ကားကြီးတွေလက်ခံတယ်ပွဲကြီးတွေလက်ခံတယ်ယာရုတွေလက်ခံတယ်နောက်တခိုးပေးတာကိုလက်ခံရင်တခိုးလက်ခံအစ်မယ်လေးဗျာမှန်ပါဗျာအဲ့တော့တပည့်တို့ပြည်သူလူထုတွေကဓာကြီးကိုမှားတယ်လို့မမြင်တဲ့အခါကျတော့ဘာဖြစ်လာကြလဲပေါင်းစားတဲ့ဝင်ဝင်ဟုတ်ပါလားအဲ့မဲ့ခရိုနီတွေ ခရိုနက်တွေအများကြီးတွေဖြစ်လာမှန်ပါပါဖြစ်လာတော့ဘာဖြစ်လာလဲဆိုတော့အမကြမဲ့ဟာကြီးကိုပြည်သူလူထုတွေအားကြလာအားကြလာမှန်ပါဒါလုံးဝမှားယွင်းမှုပဲလေဗျအဲ့ဒါကြီးအားကြလာလေတပည့်တော်တို့တိုင်းပြကိုရင်းဒိကပြက်လေဖြစ်လာတိလကိုစံပြကျင့်ရမဲ့ယဟန်တွေကသာရိတတိလချို့တဲ့နေကြလို့တိလသာသနာကွယ်နေပုံတွေကိုဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်နောက်တစ်ပတ်မှာတိလသာသနာကွယ်ပနေတာကိုသတိမမူဘဲနဲ့မယောင်ရာစီလူနေကြတဲ့မြန်မာပြည်ကဖုန်းကြီးတွေရဲ့အကြောင်းကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် ောက်မြော်ကြည့်ရှုနိုင်တယ်ဆိုတဲ့အကြောင်းကိုကြိုတင်ပြီးတော့သတင်းကောင်းပါအပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်